မနစ်တော့နဲကသွားထားတဲ့ခရီးကို edit လောက်ကမှပြင်လို့ဆိုပြီးတော့အခုမှပဲ edit လုပ်ဖြစ်တော့တယ်။အိမ်နောက်ကျပြီးတော့နိုင်ငံခြားခရီးကမထွက်ဖြစ်ဘူး။အဲ့ဒါနဲ့ဘာလီကိုခရီးထွက်မယ်ဆိုပြီးတော့မှ plan လိုက်တယ်။ပါလီကိုတွားဖို့ကြာတော့လေတကားမမရောက်ဘူးဒါရဲ့အဲရောရောက်မှ plan ကြမယ်။ဘာညာဆိုတို့ရှင်တယောက်တစ်ယောက်ကစကားများကြတာဖြစ်နေမှာဆိုလို့ဆိုပြီးတော့ package ကိုပဲဝယ်ပြီးတော့တွားခဲ့လိုက်တယ်။ ဘာလီက direct flight မရှိတော့စင်ကာပူအဲ transit နဲ့သွားခဲ့တယ်ပေါ့နော်စင်ကာပူမှာအသွားမှာတော့ဒီ၄နာရီလောက်စောက်ကြရဲဆိုပေမဲ့လည်း Changi Airport ကကျေပြီးတော့မှသွားစရာတွေရှုခင်းနေတဲ့ဝန်ရိုက်စရာတွေများတော့အရင်စောက်ရတယ်လို့မထင်ရဘူးပေါ့နော် transit စီမဲ့ gate ကိုရှာတာနဲ့တည်းမဲ့အချိန်ကတဝက်လောက်ကျိုးသွားတယ်ပြီးတော့ခဏနာပြီးတော့ boarding gate ဖြတ်ဖို့ကိုစောင့်နေကြတယ် ဒီဘက်ဘာလီ airport ရောက်တော့ဧည့်သည်တွေတော်တော်များတယ်လေဆိပ်ကြီးကလည်းတော်တော်ကျဲတယ်အဲ့လောက်ဧည့်သည်တွေများတဲ့လေဆိပ်ကိုတခါမှမတွေ့ဘူးပေါ့နော်ပစ္စည်းတွေရှားရတာနဲ့ဟိုဖောင်ဖြည့်ရတာနဲ့ပဲအလုပ်လုပ်တော့ဗီဒီယိုတောင်မရိုက်ဖြစ်ဘူးခရက်တသိန်းနဲ့နောက်ဆုံးတော့လာကျူမဲ guide ကိုတွေ့တယ်ပေါ့နော်အဲ့ကိုလေးနှစ်ယောက်ပေါင်းအဲ့အထုပ်လေးအဲ့ luggage ကမဆိုးရည်ဒီလိုဒါ transportation. But this is a long time ago, so tra- local transport station is worse. Sau đó, bố chồng nghỉ vì bố chồng nghỉ vì số đó tụi tôi có cái bốn ca nghỉ về cô điều là chủ vì đó để mẹ họ để má cha thể vì lại đẹp. Tôi đi nè tòa là mà chạy thả cả, mà nè con anh này xuống sáng 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 breakfast thả sáng vì đó tụi tôi stand by sau nghe ra vậy. But today, uh, Miss Jean, uh, Mr. Claus, like in your country, like in Korean, is highway 120, 130. Yeah. In US, highway 80 kilometer per hour. Why? Because all the car. ဒါနိုင်ရကွက်တိုင်းမှာအဲ့လိုမျိုးဖျားကြောင်းလေးပေါ့တမ်ပယ်လေးတွေရှိတယ်အဲစိတ်ဝင်စားဖို့တော့ကောင်းတယ် <laughs> <laughs>

ုက်ဆောင်လမ်းကွာမှာဒီလိုနတ်ဆန်နေလိုမျိုးရှိတယ်လို့မျိုးပဲပေါ့နော်တချို့အယုတ်တူးတွေလောက်ထားတဲ့ဟာကတော့ဒီနေ့တော့တော်လာတယ်ဒီနေ့တော့လည်းနာ good places ဒါမှအမှုဆုံးတော့သူတို့ရဲ့ဒီလက်မှုပညာတွေပေါ့နော်လက်မှုပစ္စည်းတွေရောင်းနေဆိုင်နေမှာအဲ့လိုမျိုးဟိုလိုက်ပို့ပေးတယ်ပေါ့နော်ဟိုပါလေအင်းလေးတဲ့သွားလို့ရှင်ဟိုကြေးပစ္စည်းဆိုင်လို့ကြာတင်ငန်းလို့အဲ့လိုပစ္စည်းတွေဆိုင်ကိုအရင်လိုက်ပို့တယ်လို့မျိုးပဲပေါ့နော် စထင်တာပေါ့နော်အင်းလေးတို့ပါလို့ဆိုရင်အဲ့ဒီလိုလိုက်ပြတဲ့နေရာမှာဝယ်လို့ရှိရင်ဈေးကြီးတယ်လေအခုဒီဘာလီမှာကြတော့အဲ့လို display ပြထားတဲ့ site တွေမှာသွားဝယ်လို့ရှိရင်အပြင်က market မှာထပ်ပို့ပြီးတော့မှဈေးသက်သာတယ်တဲ့အဲ့နောက်ပိုင်းမှာတည်ရတာပါနော်အလေသွားဖို့ပဲဆိုတော့ဟိုလက်ဆောင်ပစ္စည်းတွေလည်းမွဲပြီးကျွန်တော်ကိုလည်းလိုအပ်တာလည်းမရှိဘူးဆိုတဲ့အခါကျတော့ဒီတိုင်းပဲတပုံရပြီးပြန်ထွက်လာခဲ့တယ် နောက်တစ်နေရာကတော့အင်ဒိုနီးရှားဘာတိတ်တွေကိုဟိုထုတ်လုပ်တဲ့နေရာပေါ့နော်အဲ့မှာလည်းဈေးသက်တာတယ်ဒါပေမဲ့လည်းဟိုမသိဘူးဈေးကြီးမယ်ထင်လို့မဝယ်ခဲ့လိုက်ဘူးပေါ့နော်သူကြတော့သူရဲ့လက်မှုပစ္စည်းတွေဘာညာကြီးတကုတ်ရခွင့်မပြီးခဲ့တော့မရိုက်ခဲ့လိုက်ရအောင်ပေါ့နော်ပါလီရဲ့လမ်းတွေအားလေးကိုကျင်းလက်ကျင်းလက်ဟိုစိုက်ကယ်ရောကားတွေတော်တော်ရှုပ်တယ် အဲ့ဒီဘုရားကျောင်းရဲ့နေဖြစ်မဲ့ temple day ပို့လို့ဖြစ်လိမ့်မယ်အဲ့လိုဘုရားလက်ရှိကိုတဲ့သူတွေလည်းအများကြီးပဲကိုဘတာကိုဆိုဆင်းလျှောက်ပြီးတပုံသွားရိုက်တယ်အခုသွားမယ့်နေရာကဘာလီကျွန်းမှာအရန်နာမည်ကြီးပြီးတော့ကိုရိုင်းလည်းအရန်စိတ်ဝင်စားတဲ့ coffee chain လေးတွေရှိတဲ့နေရာပဲဖြစ်ပါတယ် here. Okay, this is a coffee tree. Coffee tree, uh, coffee bean, yeah. The cacao, uh, oh, this is cacao. Ah, uh, yeah. For chocolate. Oh, okay. chocolate. Chocolate bean, cacao. Yeah. Chocolate. Cacao for compost, yeah. For fertilizer. Oh. 你要在这拿青年头发片。 ချင်းစင်းပင်နဲ့ This a uh, most expensive coffee in the world. Yeah, because the animal only eat the best quality of the bean. ဒီလူဝကလုတ်ခေါ်တဲ့ကြောင်ကတိုးတွေကဒီ coffee သီးတွေကိုစားရပေါ့เนาะစားပြီးတဲ့ခါကျတော့သူက coffee စီးတွေကိုအစာမကြေဘဲနဲ့ဒီလိုမျိုးဟိုအပြန်ပါလိုက်တယ်ပေါ့ကွာအဲ့တော့အဲ့ coffee စီးတွေကကိုစား အချင်းဖောက်တာလို့ဖြစ်ပြီးတော့မှဒါသူတို့တွေကအစင်စင်ပေါ့နော်ရေပြန်စီးတယ်တန်းစင်နဲ့ပြန်လုပ်ပြီးတော့မှဒီတန်းစင်တိုင်းကော်ဖီဈေးလေးတွေကိုပြန်လှော်လှော်ပြီးတော့မှဒီအသေးချပြန်ထောင်းပြီးတော့မှကော်ဖီ ကိုအစင်စင်ထုတ်လုပ်ကြတာပေါ့နော်ဒီရိုးရိုးကော်ဖီအပြင်ကိုမှသူတို့ကအဲ့လိုမျိုးပေါ့ဒီဆိုတောက်လို့ရတဲ့ဆေးဘက်ဝင်နေနဲ့ရောပြီးတဲ့ခါကျတော့ဒီမတူညီတဲ့ကော်ဖီအမျိုးပေါင်းဘလောက်လဲ စဲမျိုးကြော်အလောက်ကိုသူတို့အဲ့လိုပြန်ပြီးတော့ရောင်းချပေးတာပေါ့နော်အဲ့တဲကိုဝယ်မယ်ဆိုရင်တော့သူတစ်ကက်လေးတွေဝယ်ရတယ်ထင်တယ်ကိုရီးယားတော့တိုးကိုက်ကအကုန်လုံးစီစဉ်ထားပြီးသားဆိုတော့သူတို့လာချတဲ့ကော်ဖီတွေကိုမြည်ဆန်းခွင့်ရှိတယ်ပေါ့နော်အဲ့လိုမြည်ဆန်းပြီးရင်တော့ကော်ဖီဒုတ်တွေရောင်းလဲဆိုင်တွေရှိတယ်အဲ့ဒီမှာကိုကြိုက်တဲ့ဟာကိုအားပေးလို့ရတယ် ဒီ coffee chain ပိုင်ရှင်တွေကတော့ tourist attraction ဖြစ်အောင်လုပ်ထားတာပေါ့နော်ဒီနောက်မှာဆိုလို့ရှိရင်ဒီအေကားနဲ့ခြီးတဲ့ coffee chain တွေရှိတယ်ဒူးရင်ပင်ငကမောက်ဟိုတကယ်စားလို့ရတဲ့ပင်အကုန်လုံးစိုက်တော့တာ Ginseng coffee, lemon grass, coconut coffee, ginger tea, vanilla coffee, rose latte, Bali coffee and cocoa, mangosteen tea, turmeric, lemon tea and avocado. Please you try. Thank you. လူစီမလည်းအဲ့လိုဈေးတဲလေးတွေရှိတယ်ဒါပေမဲ့တင်းကြီးလိုက်ပြီးတော့တရုတ်ပြတ်ထိုးရောက်နေတာမျိုးမရှိဘူးကော်ဖီဂျန်ကနေထွက်ပြီးတော့အဲတောင်ပေါ်လေးကိုဆက်တက်သွားတဲ့အခါမျိုးရာတီဥရုလေးကလည်းလုံးဝကလောတို့ရွာငန်တို့ဘက်ကိုရောက်သွားနေသလိုပဲ မတူညီရတော့ဒီလိုဒေတာအဆောက်ဦးလေးတွေပေါ့နော်ကကင်တာမနီမီးတောင်ပေါ့နော်ဒီမီးတောင်ကမီးတောင်ရှင် သူက1800ခုနှစ်လောက်တည်းရဆိုလို့ရှိရင်ပောက်ကွဲတာ24ချိန်လောက်ရှိပြီပေါ့နော်နောက်ဆုံးပောက်ကွဲတာကတော့2000ခုနှစ်ကကုတီတော်မိတောင်ကညင်နေသေးတယ်ပေါ့နော်နီးလဲစားလဲနီးလဲစားစားချင်းဆိုတဲ့ခါကြတော့အဲ့ဒီမှာစားတော့ဆိုင်နေရှိတယ်ဒီမီးတောင်ကိုရဲ့ view ကိုကြည့်ပြီးတော့စားလို့ရတဲ့နေရာတွေပေါ့နော် သူကပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ1500မီတာရှိရပေါ့နော်အခုကလည်းမိုးရွာပြီးကစားဆိုတဲ့ခါကျတော့တိမ်နေမြူတွေဖုံးနေပြီးတော့မှမီးတောင်တေးချာမမြင်ရဘောနော်အခုတောင်မှနေလေးနည်းနည်းလေးသာလို့ဒါအဲ့လောက်ကြီးမြင်ရတာတော့ရိုက်လို့ကောင်းမလားဆိုပြီးတော့အောင်စိုးရိမ်နေရတော့တေးရယ်နည်းနည်းတော့မြင်ရလို့ ပုံမှန်ဆိုရင်အဲ့ဒီမီးတောင်ထိပ်အထိကိုတို့ tracking တွေတွားကြပြီးတော့ပေါ့ပေါ့နော် sunrise တွေပါတွားကြည့်ကြရဲပြောတယ်။ကိုရီးယားကတော့အရင်မတွားရပါဘူး။ကြည်တာနဲ့ကိုကြောက်နေပြီ။ဒီတာတာလို့ရှိရင်တော်တော်လာမှာဒီမီးတောင်ရဲ့အလားနဲ့သူ့ရဲ့ကံရည်ပြင် အလားနဲ့အဲလေးကိုထိုင်ကြည့်ပြီးအေးဆေးစားတော့မိုက်တယ် ဲကောင်းတယ်အခုဒါကပုံမှန်ဆိုရင်တော့လဲခွင်းပေါ့နော်အဲ့ဒီလဲခွင်းကဟိုလဲမဆိုင်တဲ့ချိန်လေးရှိတယ်ဒါမှလည်းအခုမိုးရင်းညောင်းနေတဲ့စိတ်စိတ်ဆူဖြစ်နေတာပေါ့နော်အဲ့ဒီဟာကိုမှဒီလိုမျိုးနိုင်ငံသားသားတွေကိုဆွဲဆောင်ပြီးတော့မှပတ်စံဘလို့တိတ်ကြီးလဲဆိုတဲ့ဟာကိုကင်စီလာစီအတင်းစီအပေါ်နော်သူတို့စီရနေကဲပါစီ အမရရေးပါဟိုကောင်းတယ်မစကစီဟိုတော့ကြောက်ဖို့ကောင်းတယ်အဲကုန်ကြောက်ကိုပါတာကိုစိုက်ကယ်စီးတက်တယ်ဆိုရင်လည်းအဲ့လိုမျိုးပေါ့အဲစိုက်ကယ်နဲ့ စီးလာပြင်ဟိုဒီနေရာတနေရာမှာအကြာကြီးနေအကုန်လုံးလက်နှံ့အောင်ပေါ့နော်လိုက်ပြီးမှလှည့်ပြီးကြည်လို့ရတယ်ပေါ့နော်ဟိုကိုတွေကလည်းဟိုဘာမှကွက်ကိုမစီစဉ်ရနာဆိုတော့ guide ကိုပဲအစဆုံးစီစဉ်ခိုင်းတော့အဲတနေ့တနေ့တွားတွားတွားအဲတပုံရိုက်ရိုက်ရိုက်ဆော့ဆော့ရှာဆော့ဆော့ဆော့ပြီးတော့အဲ့လိုပြန်လာပေါ့နော်ရောက်ပြန်ရင်ပုံစံမျိုးတော့လေခဲ့ရတယ်အ ਨੇ ဆုံးတော့ကိုဒီမှာရောက်ခဲ့ပါတယ်ပေါ့အမှတ်တရနေတော့ရခဲ့တယ်ကြည့်လို့ပါ သူများတယ်ကြည်ရတာလှတယ်ကိုပေါ်ကိုကြည်ရတယ်စိတ်တွေကိုစိတ်ညင်နေရပဲညီရဲ့ဘာပေါ်ကလည်းဒီ the flat set တခြား activity တွေကြတော့လဲဟိုမစည်းရဲပေါ့เนาะအမြင့်ကြောက်တလိုမျိုးဖြစ်နေရဆိုတော့လဲဓပုံမဲရိုက်ပြီးတော့ရန်လာခဲ့ပေါ့เนาะဒီညာဆော်ရာရှင်လဲအဲဖြစ်ဖြစ် င်းရတနေရာတော့တော်တော်သွားရတယ်သူကကျောင်းနိုင်ငံကြီးဆိုတော့ဟိုတခုနဲ့တခုကတောင်းနေမြောက်ပေါ့ရှေးနဲ့နောက်လို့တနေရာတနေရာသွားမယ်ဆိုရင်တော့အလိုလိုသွားရတယ်ဒီနေရာတွေကတော့ကိုသဘောကျတဲ့နေရာတွေပေါ့နော်ဒါပေမဲ့လည်းကိုတွေတဲတာတခြားဘက်တစ်ဖက်မှာဆိုတော့ကားပေါ်ကနေပဲကြီးခဲ့လိုက်ရတယ် ပြန်လမ်းမှာတော့ Uber Briar Palace ကိုဝင်ပြီးတော့มาလည်ခဲ့တယ်။ We were go there. နန်တော်ဘော Briar Palace ကနန်တော်ဘောအဲ့ဒီမှာဒီ traditional အကားတွေပေါ့နော်။အားရင်းနဲ့ကပြပြောပြီးပဲဟောင်းလဲ။ကြည့်ခဲ့ရပေါ့။အရင်တော့ဒါဆိုရှင်ဟို online မှာပဲပေါ့နော်။မြင်ခဲ့ဘူးတာပေါ့။အခုတော့လည်းကိုယ်တိုင်ကိုကြာမြင်တွေ့ခဲ့ရရတယ်။ တွေ့ဒီမတူညီတဲ့လက်မှုပညာတွေပေါ့နော်အဲ့ဒီဟာရေပြီးတော့ဘယ်နေရာပါလေးဆိုတဲ့ဟာမျိုးလေးတွေပေါ့စာတန်းလေးစာတန်းဆိုတာကြောက်စာလေးတွေရေးထားရမယ်ကောင်းမယ်ဒါကတော့နန်းတော်ပါဒါကတော့ဘာနေရာပါဆိုတာမျိုးလေးဆိုရင်တော့ကောင်းမယ်နော်တနေ့တာ schedule ပြီးသွားပြီဆိုတော့ဒီခူတာဘက်မှာရှိတဲ့ကိုရီတဲတဲ့ဘက်ကိုပဲအဲ guide တွေကပြန်ပို့ရယ်ပေါ့နော်ပြန်ပို့ပြီးတဲ့အခါကျတော့လည်းညစာတော့မစားရသေးဘူးပေါ့ အဲ့တော့ဒီနီနာဝင်းကျမှာပါလိရှိလဲဆိုတော့ရောက်ပတ်ပြီးကြီးခဲ့တယ်။ Tourist area ဆိုတော့လက်ဆောင်ပစ္စည်းတွေပေးတဲ့ပစ္စည်းတွေ massage တွေအဲ့တော့ဒီ bar တွေအားရတော့အပြည့်ပဲ711လို့ဆိုင်နေလဲဝင်ကြည့်ခဲ့ရပါလိရှိလဲပေါ့နော်ဒီမှာတော့ခုနလူဝကော်ဖီတွေကိုဒီဇိုင်းမျိုးစုံနဲ့စီးတက်တာနဲ့တွေ့ခဲ့တယ် ဆုံးတော့ဘယ်သွားမလဲဘာစားမလဲစဉ်းစားလို့မရတာနေပဲဟိုတယ်အောက်က restaurant မှာပဲပြန်ပြီးတော့နားခဲ့လိုက်ကြတယ်